ကဲစားမဲဆိုင်ကရှေ့မှာရောက်ပါပြီ။ဆိုင်နံပါတ်ကတော့ဒီမှာရွှေပေါ့နော်။ရွှေတရားဆန်နိုရယ်ကိုရောက်နေရပါ။ဆိုတော့ဒီဆိုင်ကတော့ဒါစူကိုပေးလမ်းပေါ်မှာရှိတယ်။ BDS အစိမ်းလိုင်း Own New Station မှာရှိရပါတော့။အဲ့ရနေပြီးတော့ AC4 ကနေ5မိနစ်လောက်လမ်းလျှောက်လို့ရှိရင်ဒီချွေကိုရောက်ပါတယ်။ဆိုတော့ဒီနေ့ကတော့ပြဿနာဒီမှာအဆုံစားမှာပေါ့နော်။ဒီမှာနံပါတ်ကြီးတဲ့အစားစာအများကြီးပဲ။ဟုတ်မလား။ဟုတ်မလား။ ောက်မှာပဲထိုင်ဖြစ်တာအခုတော့အပေါ်မှာထိုင်နေပေါ့နော်ဒီရွှေတီးရောက်ဆက်မျိုးတွေမှာကြာတော့သူကအစားအစာလေးရလေဒီမြန်မာလက်ဖက်ရည်ဆိုင်မှာတဆိုင်မှာရရဲမီနူးလေးအများကြီးရရဲပေါ့နော်ဒီမှာနာမည်ကြီးကတော့ဒီမှာဆိုးဆိုးမုတ်တီရှိတယ်ပြီးရင်အခုဆိုရင်ဆန္ဒမေးဖတ်ထုတ်ပေါင်းဖတ်ထုတ်ကြော်ရရဲပေါ့နော်မချမ်းစားစာလေးလည်းရရဲပေါ့နော်အိန္ဒိယစားစာလေးပူရီတို့ဘာလို့လဲရရဲပြီးရော့ရခိုင်စာလေးလည်းရရဲပေါ့နော်အဲ့တော့ဘလက်စားတော့ဒီမှာနာမည်ကြီးရဲ့အစားအစာလေးလေးစားကောင်းမဲ့ဟာလေးမှားလိုက်ပါအောင်မယ် ုစုံမုတ်တီကတော့ black ကဟိုဆက်ဆက်လေးတုတ်ခိုင်းထားတယ်ပေါ့နော်ပဲမုတ်စီစီလေးနဲ့ပဲစီနဲ့မွေးမွေးလေးနဲ့ပေါ့နော်စုစုံမုတ်တီရတာတော့ဘာမှအထူးပြောကြမလို့စားကောင်းပြီဒါပဲဆက်ဆက်လေးဆိုပို့ပြီးတော့မိုက်တယ်ဒီကလည်းပဲမုံကောင်းလာသေးတာပဲမုံစူးစီးလေးဘူးဆယ်ရှမ်းခောက်ဆွဲဘူးဆယ်ရှမ်းခောက်ဆွဲကကြာပုံမှန်ရှမ်းခောက်ဆွဲရင်လည်း နည်းနည်းလေး꽌တယ်ပေါ့เนาะอืมကောပကောနဲ့လေးရယ်ပြီးစီမွေးလေးရယ်ပြောမယ်ဆိုရင်ရမ်းမိနယ်မြောက်ပိုင်းအစားအစာလေးလွမ်းနေရသူတွေဆိုရင်တော့ဒီမှာလာစားလို့ရရွှေမှာပေါ့နော်ပြီးမွေးငါလည်းမှာတာသေးဒါကြတော့ဘူဇယ်ချမ်းတုတ်ဘူးတုတ်လေးပါတို့လည်းကြာညို့လေးရယ်စီမွေးလေးရယ်ပေါ့နော် တာညို့များများလေးထည့်ပေးတာကိုကောင်းတယ်ဝင်းကဒီမှာအဖေရောပဲကြော်လေးရောပါတယ်ဖေမှာအိုးပွဲဥလေးလည်းပါတယ်ညီနေနေမလေးထည့်ပဲဒီလေးထည့်ပေါ့နော်ဝင်းကတော့ဒီမှာမြူတီမုတ်များများလေးနဲ့နည်းနည်းလေးပေါ့များများလေးထည့်လာအောင်အင်းမမရခဲမှာပဲတော့ပဲသိရတယ်နဲ့ပေါ့ န္ဒာမေဖက်ထုတ်ကြော်လေးစားမယ်ပူပူရကောင်းတယ်အထက်ရကျတော့သူကစက်သားနဲ့ပဲပေါ့နော်ကောမနေ့ကဆိုရင်၈နာရီလောက်ကနေစားဖွင့်ပြီးတော့ည9နာရီထိဖွင့်တယ်ဆိုတော့တနေ့ကိုဒီလိုပါလေးစားလို့ရတယ်မနေ့ breakfast စားမလားလမ်းစားမလားဒင်နာစားမလားစင်ပြေပေါ့နော်ဒါကြောင့်စီလုံးဒီလေးရွှေရဲ့စီလုံးဒီကနာမည်ကြီးပြီးတော့ရွှေရဲ့လက်ဖက်ရည်နဲ့ ပေါ်စိန်ချိုစိန်အဲ့ဒါလည်းနာမည်ကြီးပဲစီလုံးလူတဲ့နာမည်ကြီးပဲညာကျတော့ရှိုးရဲမများပဲနဲ့စိတ်စိတ်လေးသူကမလိုက်ဘက်မများလေးထည့်ပေးထားတယ်နော်စန္နာမေရဲ့ဖတ်ထုတ်ဖတ်ထုတ်ပေါင်းပေါ့နော်အကျော်ပူကြိုက်တယ်အကျော်အကျော်ကျွတ်ကျွတ်လေးဆိုတော့ ဒါကြက်သားကီးမာကျက်တော့တခွားချင်းလေးနဲ့ပြီးလို့ရှိရင်ဒီမှာကျက်သားကီးမာလေးနဲ့ပေါ့နော်ပစလာနဲ့လေးရောပြီးရင်ခဲရအသားလေးရအီလေးပေါ်ကြွကြွကြွလေးဘာဖြစ်မြန်မာလက်ပိဆိုင်မှာရတဲ့မီနူးတွေအစုံရအောင်ဆိုတော့လေစားစားလေးရလဲအရသာကွက်တိလုံးဝမညော့ဘူးအဲ့တော့ brand ရဲ့သူတွေလာပြီးတော့စားလို့ရပါတယ်ဆိုင်လေးရလဲထိုင်လို့ကောင်းတဲ့အေးအေးဆေးဆေးလေးပေါ့နော်သူကအပေါ်ထဲအောက်ထဲရှိရဒီမှာနောက်မှဆိုရင်မကြည့်လိုက် နီနီအိုလေးအကြိုက်အိုလေးပေါ့နော်အဲ့လေးနဲ့အလှဆင်တာတော့ကြာစနေဒီမနီဆိုရင်တော့လူရန်ကြတတ်တယ်ဆိုတော့လာစားမယ်ဆိုရင်လေစောစောစီးစီးလာတာမျိုးတို့နေ့ကင်းပိုင်းလောက်လာဆိုရင်တော့ပုံပြီးဆင်ပြေးလိုက်မယ်ဟိုမနေ့ပိုင်းကျတော့သူက၁၀နာရီလောက်ဆိုရင်လူကအရန်ကြရပေါ့နော်ဒီရွှေကိုလာမယ်ဆိုရင်လုံးဝ train ကြီးတင်တဲ့အစားအစာတော့ဒီစောစောမုတ်တီပေါ့နော်ဘယ်ဆိုတော့အကြိုက်ဆုံးကတော့စောစောမုတ်တီကြိုက်တယ်ပြီးရင်ဒီတုတ်ဘူးတုတ်လေးကြိုက်တယ်ပြီးရင်ကီမာလေးကြိုက်တယ် ဒါပေမဲ့အကြိုက်ဆုံးကတော့ဒီနှစ်ခုပေါ့နော်ဆိုင်လေးကလည်းထိုင်လို့ကောင်းတယ်ဘာလို့လဲဆိုတော့ဆိုင်ကလည်းတီလုံးလေးရာစာမြန်မာတန်စင်လေးအကုန်လုံးဖွင့်ပြီးသားဆိုတော့လေပြီးတော့ဆိုင်ကလည်းလုံးဝ modernize ဖြစ်ပြီးတော့ဒီမြန်မာ culture ကိုမလုံးဝထည့်ပေးထားဆိုတော့လာရဲသူလည်းစိတ်ချမ်းသာတယ်ပေါ့နော်ဆိုတော့ပြီးတော့ဖွင့်ထားတဲ့နေရာလေးကလည်းလမ်းတာတယ်ဒီ scope လမ်းပေါ်မှာပဲဒီလာကလည်းလွယ်ကူတယ်ဒီ onu station ပေါ့နော်ဒီ bdf အစိမ်းပိုင်း onu station exit 4ကနေထွက်တာ ਨੇ ၅မိနစ်လောက်ပဲလမ်းချောင်းရအောင်ကြက်လို့ရှိရင်ဒီရွှေကိုရောက်ပါမယ်။ဘန်ကောက်ရောက်တဲ့ပူဒီဒီပေါ့နော်အခုလိုမြန်မာစာလွမ်းနေတဲ့သူတွေအတွက်ကတော့လုံးဝအဆင်ပြေဖြစ်တဲ့အတွက်အားလုံးလာပြီးတော့ဆိုင်းသိစီခြင်းပါတယ်။ Thank you juice ဟုတ်ကျေးဇူးပါ fresh juice လေးလည်းရပါတယ် pink smoothie လေးလည်းရရဲနေကင်းနေလေးပါရေ coffee လေးမတောက်ရှိဘူးဆိုရင်တော့မှအခုလိုမျိုး juice လေးနဲ့တွဲပြီးစားလို့တောက်လို့ရရပါတော့ ဆိုတော့ရွှေတယောက်ဆန်နူရဲ့ဒီ location လေးရော page လေးရော blessed di blog လေးအောက်ဒီမှာလဲရှားပေးထားပါမယ်အားလုံးလည်းလာပြီးတော့အစားကြည့်ပါလို့ပြောချင်ပါတယ်ခင်ဗျာဆိုတော့ blessed blog လေးရဲ့ဒီမှာပဲဆုံးသက်ပါမယ်ကြီးကြီးသူအားလုံးကျေးဇူးများကြီးတင်ပါတယ်နောက်ထပ်ပြီးမှပြောပြပါမယ်ခင်ဗျာတတ